ဒေါသအမြဲထွက်နေတဲ့တင်းကောင်မာလီလိုပဲပွက်ပွက်ဆူနေတဲ့မြင့်။ဘာအကြောင်းပြချက်မှမရှိပဲအမြဲဒေါသထွက်ပြီးပူလောင်နေတဲ့တင်းကောင်မာလီကိုမြင်အောင်ကြည့်လိုက်ပါ။ချောမရချောမရနဲ့သူ့စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုလိုက်တွေးရင်တင်းကိုရိုင်းမောက်ခေါင်းပူသွားရတဲ့အခြေအနေမျိုးပါပဲအခုအဲ့လိုမျိုးအကြောင်းပြချက်မရှိပဲနှစ်ပေါင်းထောင်ချီပွက်ပွက်ဆူနေတဲ့မြေတစင်းကဘာပေါ်မှာတကယ်ရှိတယ်ဆိုရင်လူကြီးမင်းတို့ယုံနိုင်ကြပါမလားဒီနေ့မှတော့အမြဲတမ်းဒေါသထွက်နေတဲ့အဲ့ဒီမြေကြီးစီကိုကျွန်တော်နဲ့အတူသွားလေကြည့်ကြရအောင်ပါ သူရဲ့ဒီနေရာကတော့ကမ္ဘာအဆောက်လို့ခေါ်ရင်အမေဇုန်ဒေါ်နက်ကြီးတွေကပီရူးနိုင်ငံမှာဖြစ်ပါသည်။ဒေသခံတွေကတော့သူ့ကိုရှနိုင်းတမ်ပေချာလို့ခေါ်ပြီးအထိပယ်ကတော့နေရဲ့အချိန်နဲ့ပေါ့ပွတ်ဆူနေတော်လို့ဆိုလိုပါသည်။ဒီမြစ်ကဘလောက်တောင်ပူလဲဆိုရင်သူ့ရဲ့ပြင်းမြအပူချိန်က86ဒီဂရီစင်တီဂရိတ်ရေစုမတ်ရဲ့အောက်နည်းနည်းပဲနှိမ့်တဲ့အပူချိန်အထိရှိပါသည်။မြန်အောင်ပြောရရင်လူကြီးမင်းတို့မနက်ခင်းတောက်တဲ့လဖေးရည်ချံကိုဒီမြေကြီးနဲ့တိုက်ရိုက်ဖျော်တောက်လို့ရတဲ့အနေအထားဖြစ်ပါသေးတယ်။ ။ဒီမြေထဲကိုမတော်တဆတတ္တဝါလေးတကောင်ကောင်ပြုတ်ကျသွားခဲ့ရင်၃မိနစ်အတွင်းမှာအကြက်မြန်ဟင်းပွဲတစ်ပွဲ ဖြစ်သွားမှာဖြစ်ပြီးလူတယောက်သာခြေချော်လက်ချော်ကျသွားခဲ့ရင်တော့အယိုးပဲပြန်တွေ့ရဖို့များပါသည်။မြေရဲ့အရှိက6ကီလိုမီတာကျော်ရှိပြီးမြေတစ်ခုလုံးနီးပါးကအဲ့လိုပွက်ပွက်ဆူနေတာပါ။မြေရဲ့မြန်နပြင်ကရေနွေးငွေတွေကမြူကိုးတွေလိုအမြဲတမ်းတလူလူထနေပြီးအနာကိုကတ်သွားတာနဲ့ချွေးတီးတီးကြလာအောင်ကိုပူလောင်နှောက်ပါသည်။ဒါကြောင့်မလို့ဒီမြေနားကိုသွားရင်တော့ကိုကောင်မလေးစိတ်တူနေချင်းသူနာကတ်တာထက်တောင်ပို့ပြီးတတိထားရမှာဖြစ်ပါသည်။ ဒီလောက်ပူနေတယ်ဆိုတော့လူကြီးမင်းတို့ခေါင်းထဲမှာပထမဆုံးဝင်လာမှာကအနားမှာမီးတောင်ကြီးရှိနေလို့ပေါ်ဆိုတဲ့အတွေ့ဖြစ်မှာပါ။ဒါပေမဲ့အန်အိုစီယောက်ကောင်းတာကအဲ့ဒီမြင့်တဲ့အနည်းဆုံးမီးတောင်ကကီလိုမီတာ900ကျော်အကွာဝေးမှရှိနေတာပါ။ဒါဆိုရင်ဘာဆိုရင်လည်းဒီမြင့်ကြီးကနှစ်ပေါင်းများစွာပေါ်ပွက်ဆူနေနိုင်တာလေ။ဒေသခံတွေရဲ့ရှေးဟောင်းပုံမြင်တွေအရရေရဲမိခင်လို့ခေါ်ရင်ရာကူမမမွေငကားကြီးကမြေရဲ့အောက်ခြေမှာခွေနေပြီးသူ့ရဲ့အသက်ရှူလိုက်တိုင်းထွက်လာတဲ့အပူငွေတွေကြောင့်မြေကြီးတွေစူပွက်နေရလို့ယုံကြည်ကြပါသည် တဲ့မဲ့ပညာရှင်တွေကတော့ဒီလိုရှင်းပြသွားသည်ကဘာတွင်ပိုင်းမှာကျိုးချောင်းပြည့်၍ for line လို့ခေါ်တဲ့ဟာတွေရှိပြီးအဲ့ဒီအကြောင်းတွေကိုမြေကြီးတွေကစိတ်ဝင်သွားပါသည်ကဘာလွာတွင်ပိုင်းကအပူချိန်ကြောင့်မလို့ဒီရေတွေကဖျားမြင့်ရင်နွေးငွေအဖြစ်ပြန်ပြောင်းသွားပြီးအပေါ်ဘက်ကိုပြန်ပန်းထွက်လာတဲ့အခါမှာမြေတစ်ခုလုံးကိုအပူပေးလိုက်တဲ့သဘောပါပဲဆိုရရင်ကဘာကြီးကသူ့ဘာသာသူရင်နွေးအိုးတည်နေသလိုပါပဲဒီမြကြီးဟာဒေသခံရှေးပိုးပေးတွေအတွက်တော့ယောဂကုသတဲ့နေရာစိတ်ဝိညာဉ်ခွန်အားတွေရယူတဲ့မြင့်မြတ်တဲ့နေရာတစ်ခုဖြစ်နေတော့ပါပဲဒါကြောင့်မလို့ ရှန်နီယာတမ်ပေ့ချ်ကဆိုရာဟာတဘာဝရဲ့ထူးဆန်းမှုတစ်ခုမဟုတ်ပေ။ယုံကြည်မှုနဲ့သိပ္ပံပညာကြောင့်ဆက်ဆက်မှုကိုပြသနေတဲ့တက်ရှိတက်တီတစ်ခုလည်းဖြစ်ပါရည်။နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်ဒီမြကြီးကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးနေပါရည်။တချို့ယာရီကအပေါ်ယံချိယုံနဲ့အကြောင်းရင်းကိုသိနိုင်မှာမဟုတ်ပေ။သူရဲ့အတွင်းပိုင်းနန်ဆိုင်တဲ့နေရာအထိစဉ်းကြည့်နိုင်မှာသာအဖြစ်ကိုတွေ့ရနိုင်မှာပါ။လူကြီးမင်းရဲ့ကောင်းမလေးစိတ်ကောက်နေတယ်လို့ပါပဲ။အပေါ်ယံချိယုံတော့အကြောင်းပြချက်မရှိဘူးထင်ရပါပဲ။တကယ်တမ်းသူရဲ့စိတ်အတွင်းပိုင်းမှာတော့ပူလောင်နေရတဲ့အကြောင်းရင်းတစ်ခုခုရှိနေနိုင်တာပဲမှလား။